is good to be a stress rich man than to be a happy poor man ဒီနှမျိုးတွေကဘယ်ပုံစံဖြစ်ချင်လဲဆိုလို့ရှိရင်ကျွန်တော်ကတော့စိတ်ဖြည်းစည်းစွာနဲ့ချမ်းသာစွာနေနေလိုက် but စင်ရဲ့ပြီးပျော်ရွှင်စွာနေဖို့ဆိုတာအငဲမဖြစ်နိုင်တယ်လို့သဘောလည်းမကျဘူးလို့ပြောချင်တယ်ဒီလိုဆိုရင် community ကတော့မေးမှာပဲမိသားစုလားကယ်ရီယာလားလို့ဆိုရင်အရင်ဆုံး need to be a big and rich because community ရှိမှာပတ်စံရှိလို့ရှိရင် freedom of choice freedom of time and take care of your family ကျွန်တော်ကတော့ဘယ်လိုပြောတဲ့ second type တွေကဆင်းရဲပြီမဲ့လဲပျော်ရွှင်စားနေခြင်းနဲ့ပတ်ဆက်မလုံလောက်ပြီမဲ့လဲကျွန်တော်မိသားစုကိုကောင်းကောင်းမွန်မွန်ကြည့်နိုင်နေဆိုလို့ရှိရင်ဒါကလုံးဝလုံးဝ definitely not ပဲ because မင်းမင်းရဲ့ကလေးတွေကိုအချိန်အများကြီးပေးလို့မရဘာဖြစ်လဲဆိုရင်မင်းတို့ရဲ့လိုအပ်ချက်တွေအတွက်9 to 5 job အမြဲတောင်းနေရမယ်မင်းကလေးတွေရဲ့မျောလင်းချက်ကိုခဏခဏမဖြည့်ဆည်းပေးနိုင်ဘူး။မင်းရဲ့ပါတနာရဲ့လိုအပ်ချက်နဲ့ မျောလင်းချက်တွေကိုအမြဲခဏခဏမပြည့်စည်ပေးနိုင်မင်းမိသားစုဝင်တွေအတွက်လိုအပ်တဲ့အချိန်နဲ့လိုအပ်ချက်တွေကိုအမြဲမပြည့်စည်ပေးနိုင်ဘူးဆိုတာလုံးဝလုံးဝငြင်းလို့မရတဲ့အချက်ပဲ is really true just think it